မြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။မြစ်မရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1မဂါဟတ်စ်ကနေဖမ်းယူနိုင်နိုင်ပါတယ်။မြစ်မရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော် မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစမရေဒီယိုဖဲ့သူဖဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ဒွေမလာ29ရက်စနေနေ့မနက်ပိုင်းမြစမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9နာရီကနေစတင်ထုတ်လွှင့်နေပါပြီ။ဒီမှာရှင်မဒီကနေ့နာဆင်ရမယ့်အစီအစဉ်ဒီကတော့ကြောက်တော်ကိုစစ်ကော်မရှင်တပ်ဘုံကျဲတဲ့တဲ့တင်နဲ့တူမော်လမြိုင်သာသနာ့နယ်ဖောင်ဒေးရှင်းဆီကတော့ဖန်ဆီးခံရပြီး တောင်ဝိုင်းမေပြုံမှုပေါ်ဝေဖန်တာကြောင့်လို့ဒေသခံပြောတဲ့သတင်းစားတဲ့သတင်းတွေပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေနိုင်ငံတကာသတင်းတွေနဲ့သတင်းလှော်တွေကိုတင်ဆက်ပေးပါမယ်။သတင်းတွေနောက်ဆက်ရပြီးမှတော့ပတ်စင်စီစဉ်နေတဲ့သတင်းမှများကိုတိုက်ဖြတ်ခြင်း Miss Information Pasta စီစဉ်ကိုနောက်ဆက်ရဖို့ရှိပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ မင်္ဂလာပါရှင်နောက်ဆုံးရပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်မကျူချမ်းပါမန္တလေးတိုင်းစင်ကူးမြို့နယ်မှာကြေးရွာလေးရွာကိုစစ်ကောင်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာမှာစစ်ပေးရှောင်တွေအပါအဝင်ဒေသခံ9ယောက်သေဆုံးသွားတယ်လို့မြို့နယ်ပကဖအဖွဲ့တာဝန်ရှိသူကပြောပါရယ်နိုဝင်ဘာ28ရက်နေ့မှာမိထီလာလေတပ်စခန်းကနေတက်လာတဲ့ Jet Fighter လေယာဉ်တွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့သိရပါရယ် မနက်ပိုင်းမှာဝရုံကုန်းကျေးရွာဖုံတော်ကြီးကျောင်းကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမှာ9ရောက်သေဆုံးပြီး10ရောက်အထိထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စင်ကူမြို့နယ်ပါကဖသတင်းတာဝန်ခံကိုသမ္မတိကပြောပါရယ်ညနေ၄နာရီခွဲလောက်မှာပင်လေကြီးရွာရှောက်ပင်ရိုးရွာနဲ့ပြင်းပင်ရွာတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာမှာဆစ်ဆောင်ပြည်သူ2ရောက်သေဆုံးပြီး2ရောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြို့နယ်ပါကဖအဖွဲ့အစည်းကနေသိရပါရယ် စစ်ကောင်မရှင်တပ်ဖွဲ့ဟာမတရားမြို့နယ်တဲမှာရှိတဲ့သူတို့ဆုံရှုံထားရတဲ့စစ်စခန်းတွေပြန်လည်ရရှိဖို့အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ဒါကြောင့်မတရားမြို့နယ်တဲကဒေသခံပြည်သူအများပြားဟာစင်ကိုမြို့နယ်ဘက်ကိုဆင့်ရှောင်နေကြတာဖြစ်ပါတယ်။စစ်ကောင်မရှင်တပ်ဖွဲ့ဟာစင်ကိုမြို့နယ်တဲမှာရှိတဲ့ကြီးရွာတွေနဲ့စစ်ပေးရှောင်တွေနေထိုင်တဲ့ဘုံကြီးကျောင်းတွေကိုပိတ်မှတ်ထားပြီးလေကျောင်းကနေဘုံကျဲတာဒရုန်းတွေနဲ့ဘုံတိချကျဲချတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ဒါကြောင့်ဒေသခံတွေနဲ့ဆစ်ဆောင်တွေအနေနဲ့မြို့နယ်ကနေထုတ်လွှင့်ပေးနေတဲ့လေကြောင်းသတင်းတွေကိုနားထောင်ပြီးဘေးလွတ်ရာတွေနဲ့ပုန်းခိုခြင်းတွေမှာ ရှောင်ရှားကြဖို့အတွက်မြို့နယ်ပါကဖအဖွဲ့ကတိုက်တွန်းထားပါတယ်ရှင်။လူငယ်ချမ်းသာကွင်ရပြီးပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုစောင့်ကြည့်ဖို့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုရုံးအသီးသီးကိုစစ်ကောင်မရှင်ကညွှန်ကြားထားပါတယ်။ ပုံမှန်905ကကြီအမှုတစ်ခုတည်းနဲ့မတရားဖမ်းဆီးထောင်ချခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွန်ငင်းခွင့်ပြုတဲ့နိုမလာ28ရက်နေ့ညမှာပဲပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေရှိတဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကိုအထက်ပါအတိုင်းညွှန်ကြားခဲ့တာဖြစ်တယ်လို့ဆိုပါရယ်ရန်ကုန်မှာရှိတဲ့ရက်ကွက်တိုင်းကနိုင်ငံရေးအကျဉ်းသားဟောင်းတွေရှိတဲ့အိမ်တိုင်းကိုစောက်ကြည့်ခံအိမ်တွေအဖြစ်သတ်မှတ်ပြီးစောက်ကြည့်ကြဖို့လဲလိုင်မြို့နယ်မှာနေတဲ့စစ်ကောင်မရှင်အုပ်ချုပ်ရေးနဲ့နှိစက်သူတအူးကပြောပါရယ် 905ကကြီးနဲ့အမှုဖွင့်ခံရပြီးတင်းရှောင်နေသူနဲ့တရားစွဲဆိုခံရသူ9580ခန့်ကိုအမှုပိတ်သိမ်းခဲ့ပြီး905ကကြီးနဲ့ထောင်ချနေတဲ့2362ဦးကိုတော့လူငယ်ချမ်းသာကွင်ပြုလိုက်တယ်လို့စစ်ကောင်မရှင်ကနော်မလာ26ရက်နေ့ကချုပ်ပြန်ခဲ့ပါတယ်ရှင်ချန်ပြင်းနယ်တီးတိမ်မြို့အဝင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်မရှင်တပ်သားနှစ်ယောက်နဲ့လက်နက်ခဲယမ်းတွေကိုချင်းညင်အောင်တပ်ဖွဲ့ဝင်တွေကသိမ်းဆည်းရမိခဲ့တယ်လို့ဒေသခံ PDF ဇူလန်တပ်ဖွဲ့စီကနေသိရပါဗျ မြို့ဝင်တီးတိမ်မြို့ကနေကြိုးစိုးပါအိဆိုတဲ့ဆိုင်းဘုတ်အနီးမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ကိုချင်းညင်အောင်တပ်ဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီစစ်ကော်မရှင်တပ်မှာချီလျင်တပ်ရင်းအမှတ်269ကအင်အား60လောက်တက်ဆွဲထားပြီးတော့နိုဝင်ဘာ28ရက်နေ့မနက်8နာရီအချိန်မှာတိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲကြချိန်3နာရီကျော်အတွင်းမှာစစ်ကော်မရှင်တပ်သားတွေတိုက်ဆုံအရှင်ဖမ်းဆီးရမိတဲ့အပြင် လက်နက်ငယ်နှစ်လက်နဲ့အတူ RPG ပုံသီးတွေခဲယမ်းတွေကိုတင်ဆက်ရမိခဲ့တယ်လို့မှတ်တမ်းဓာတ်ပုံတွေတကွ PDF ဇူလန်ကနိုဝင်ဘာ28ရက်နေ့မှာထုတ်ပြန်ပါတယ်စစ်ကောင်မရှင်တပ်ဟာတီးတိမ်မျိုးရဲ့လူအဝင်အထွက်ကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့လည်းဆိုပါတယ်အဝင်ထွက်ကိတ်ကိုချင်းညင်အောင်ပွဲတွေကအထိကမရှိပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တိုက်ပွဲဖြစ်ပွားချိန်မှာမြို့ထဲနဲ့တီးတိမ်နဲ့အိန္ဒိယမြန်မာနယ်စပ်သွားတဲ့ Reed Land ခွဲကို စစ်ကောင်မရှင်တပ်တွေကပိတ်ဆို့ခဲ့ပေမဲ့ဒီကနေ့မှပိတ်ပင်တာမရှိတော့ဘူးလို့ကိုရောဘက်ကဆက်ပြောပါတယ်။စစ်ကောင်မရှင်ကလုံးမဲ့ဒီဇင်ဘာ28ရက်နေ့ရွေးကောက်ပွဲမှာကျင်းမြင့်နယ်ကတီးတိမ်တဲ့ဟာခါမြို့နယ်တွေပါဝင်ပြီးတော့ရွေးကောက်ပွဲအချိန်နီးလာတာနဲ့အမျှကျင်းမြင့်နယ်တဲမှာသူတို့ဆုံးရှုံးထားရတဲ့နေမြေတွေကိုပြန်လည်သိမ်းပိုက်ဖို့စစ်ကြောင်းတွေထိုးနေပါတယ်။ကျင်းမြင့်နယ်မှာပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုကွန်ရက်တီပေါ်မှာစီးရုံးမှုတွေသာရှိနေပြီးတော့မြေပြင်မှာလှုပ်ရှားမှုမရှိဘူးလို့တီးတိမ်ဒေသခံတွေစီကနေသိရပါဗျ။ ချင်းညောင်ဘွဲဟာမင်းတပ်မတူပြီးကမ်ဘက်လနဲ့ဖလန်းမျိုးတွေကိုမဟာမိတ်တွေနဲ့ပူးတွဲတိုက်ခိုက်သိမ်းပိုက်ထားပြီးအခုကြံရှိနေတဲ့တိတိမ်မျိုးသိမ်းပိုက်ပြီးအတွက်ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းဆိုတဲ့ကောင်းစင်နဲ့ရန်ပုံငွေရှောက်ပွေးနေပါတယ်ရှင်။ ကော့ဂရိတ်မြို့နယ်အဖာကြီးကျေးရွာမှာနိုမလာ28ရက်နေ့ကစစ်ကောင်မရှင်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်မိခင်တဦးသေဆုံးပြီးသူ့ရဲ့ကလေးငယ်2ဦးပါဝင်3ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ကော့ဂရိတ်မြို့တွင်းမှာခြေဆိုင်တဲ့စစ်ကောင်မရှင်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာအဖာကြီးကျေးရွာအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ရမှာရွာမှာဆစ်ဆောင်နေထိုင်နေတဲ့လာသားအွှင်နဲ့အသက်၁၀နှစ်ဝန်းကျင်အရွယ်ကလေး၃ယောက်ရှိတဲ့မိခင်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။ ဒါပြင်သူ့ရဲ့သမီးမိန်းကလေးနှစ်ဦးနဲ့အိမ်ပိုင်ရှင်အမျိုးသမီးတဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ထိခိုက်သေးဆုံးသူမိသားတစုမှာကော့ကရိတ်မြို့နယ်မောင်မကြီးရွာအုပ်စုတွင်းမှာနေထိုင်ကြသူတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလမှာအဲ့ဒီရွာဘက်ကိုစစ်ကောင်မရှင်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်နေရက်ဆုံးခွာပြီးအဖကြီးရွာမှာမိသားစုလိုက်စစ်ပေးရှောင်နေခဲကြရတာဖြစ်တယ်လို့ဆိုပါတယ်။ တောက်ကရင်မြို့နယ်တောင်ပိုင်းမှာသာမကပဲမြောက်ပိုင်းမှာရှိတဲ့ခြေရွာတွေမှာမှအင်အားတိုးပြီးတော့စစ်ကြောင်းထုတ်နေတဲ့စစ်ကောင်မရှင်တန်းနဲ့ကင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကြောင့်မကြာခဏထိတွေ့တိုက်ပွဲတွေဆက်တိုက်ဆုလို့ဖြစ်ပွားနေပါတယ်။တိုက်ပွဲတွေအတွင်းမှာ KNL မဟာမိတ်တပ်ရဲ့ဇာဖြတ်တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်မရှင်တပ်ဖက်မှထိခိုက်သိမ်းဆုပ်မှုတွေများပြီးအထိနာကလက်နက်ကြီးတွေလည်းမကြာခဏပစ်ခတ်နေတယ်လို့သိရပါတယ်ရှင်။ စစ်ကောင်မရှင်ကသူတို့ပြုတ်လုံနေတဲ့မော်လမြိုင်တောင်ဝိုင်းမြေဖြိုတာနဲ့ပတ်သက်ပြီးဝေဖန်မှုကြောင့်မော်လမြိုင်မြို့နယ်မှာရှိတဲ့ဇေဒဝန်ကျောင်းတိုက်သာသနာ့နယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္နာဇောတိကိုစစ်ကောင်မရှင်ကနိုဝင်ဘာ28ရက်နေ့ညနေပိုင်းကလာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါရယ်ဒေသခံတွေကဆရာတော်ဟာလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကတောင်ဝိုင်းမြေဖြိုမှုနဲ့ပတ်သက်ပြီးနေပြည်တော်ကသိစေဖို့ဆိုတဲ့အစသာအပါအဝင်မြေဖြိုနေတဲ့တပ်ပုံနဲ့ပို့စတင်ရေးသားခဲ့ကြောင်းပြောပေမဲ့ ဇမကဆီယာရရဲ့ Facebook လူမှုကွန်ရက်ဆင်မနာကိုဝင်ရောက်ကြည့်ရှုရမှာအဲ့ဒီ post ကိုတော့မတွေ့ကြရတော့ပါဘူးဒေသခံတယောက်ကတော့စစ်ကော်မရှင်ကဆီယာရကိုဇေဒဝင်ကျောင်းဝင်းဘေးမှာအဆောက်အုံတိစောင့်နေတာကြောင့်စစ်စေးမေးမြန်းဖို့ဖမ်းဆီးတာဖြစ်တယ်လို့ဆိုပါတယ်ဆီယာရကိုဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုတော့မြစ်ဇမအနေနဲ့ဆက်လက်အတည်ပြုနေစေဖြစ်ပါတယ်မော်လမြိုင်မြို့နယ်မှာရှိတဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့တောင်ဝိုင်းတောင်ပတ်ဝန်းကျင်မှာပြီးခဲ့တဲ့နိုဝင်ဘာလကစတင်ပြီးတော့မြေဖြူတာမြေတူးတာတွေကိုပြုလုပ်နေပါတယ် အဲ့ဒီမြေတွေကိုမြို့သစ်စီမံကိန်းအပါအဝင်စီမံကိန်းတွေမှာအသုံးပြုနေတဲ့ဆိုပေမဲ့မြေဖြိုနေတာကမြေခွဲရိုက်ဖို့အတွက်လဲဒေသခံတယောက်ကပြောပါရရှင်။ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ထဲကကြောင်ဖိုးရွာနဲ့အမှတ်300ခွန်အမြောက်တပ်စခန်းဟောင်းအနီးကိုစစ်ကောင်မရှင်တပ်ကနော်မလာ28ရက်မနက်09:00ဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲလေချောင်းကနေပုံချိတ်ခဲ့တာဖြစ်ပြီးအဲ့ဒီပုံချိတ်တိုက်ခိုက်မှုကြောင့်ကလေးငယ်တဦးအပါအဝင်အရက်သား6ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရကနအဦးသိရပါတယ်ရှင်။ နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါခုဆက်လက်ပြီးတော့နောက်ဆုံးရနိုင်ငံတကာသတင်းတချို့ကိုတင်ဆက်ပေးပါမယ်ပြည်ထောင်ကဝန်ကြီးချုပ်ဟောင်းရှိတ်ဟောင်းစီနာကိုအာဂရိမှုနဲ့ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုကကြာသပတေးနေ့မှာထောင်ဒဏ်22နှစ်ချမှတ်လိုက်ပါတယ်လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့တည်တံ့ချမှတ်ပြီးတပတ်အကြာမှာအခုလိုမျိုးနောက်ထပ်ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ် အသက်88နှစ်အရွယ်ရှိတဲ့ဟာစီနာဟာလောလောဆယ်မှာအိန္ဒိယနိုင်ငံမှာနေထိုင်နေပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုပြန်လာဖို့တရားရုံးအမိန့်ကိုမလိုက်နာဘဲအာခံနေပါဗျ။နောက်ပိုင်းမှာသူ့ကိုဖြုတ်ချခဲ့တဲ့ចောင်းသားတွေဥဆောင်တဲ့လူတို့အုံကြွားမှုကြီးကိုနှိမ်နေတဲ့နေရာမှာလူအများပြားတည်စီအောင်အမိန့်ပေးခဲ့ကောလူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်နေဆိုပြီးတော့သူ့ကိုကြိုးပေးတပ်ဖြတ်ဖို့နိုဝင်ဘာ18ရက်နေ့ကမျက်ွယ်သေးတံချမှတ်ခံခဲ့ရပါဗျ။ ဒါပေမဲ့ခေါင်းဆောင်ဟောင်းအပေါ်အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင် ACC ကနောက်ထပ်သုံးမှုဆွဲဆိုထားပါတယ်။မြို့တော်ဒါကစင်ကြေပုံးမှာရှိတဲ့ဈေးကောင်းတဲ့မြေွက်တွေကို သိမ်းယူခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ဒီလိုတရားဆွဲဆိုခဲ့တာဖြစ်ပါတယ်။ဟာစီနာရဲ့ဆောင်ရွက်ချက်ဟာထိန်းချုပ်ကန့်သတ်မှုမရှိတဲ့အာဏာကိုဆွဲကင်ပြီးပြည်သူအုပ်စာပစ္စည်းတွေအပေါ်မတော်လောပနဲ့ငါတို့သာရထိုက်သည်ဆိုတဲ့စိတ်နဲ့အမြင့်တွင်နေပြီး အတော်မတတ်တဲ့ကိုဂျိုးရှာစိတ်နေစိတ်ထားကိုပြသနေတယ်လို့တရားသူကြီးအမ်ဘဒူလာအယ်မာမွန်ကတရားရုံးအမိန့်မှာရေးသားထားပါတယ်။အများပြည်သူပိုင်းမျိုးကိုကိုပိုင်ဥစ္စာပစ္စည်းလိုသဘောထားပြီးသူကိုယ်တိုင်နဲ့သူ့ဆွေရင်မျိုးရင်းတွေအကျိုးစီးစေဖို့အတွက်တရားဝင်လှုပ်ထုံလုပ်နေတွေကိုချဲလက်ကနိုင်ငံပိုင်ရှင်မြစ်တွေကိုလောဘစိတ်နဲ့ရယူနိုင်ဖို့ညွှန်ကြားခဲ့တယ်ဆိုပြီးသူကအမိန့်မှာရေးသားခဲ့တာပါ။ ဒေမှုမှာ American အခြေစိုက်သားဖြစ်သူ Sergeant Wazan နဲ့ကုလထိတ်တန်အရာရှိတယောက်ဖြစ်သူအမှုတန်းနေသူသမီးဖြစ်သူ Saima Wazat တို့ကိုလည်းထောင်ဒဏ်၅နှစ်စီအပြစ်ပေးထားပါတယ်သူရဲ့အာနာရှင်ဆန်ဆန်အုပ်စုမှုအပေါ်ចောင်းသားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေရတရပတ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးနောက်ဟာစီနာဟာ2024ခုနှစ်ဩဂတ်လ9ရက်နေ့ကရရင်နဲ့ဘင်္ဂလားဒေ့ရှ်ကနေထွက်ပြေးခဲ့ပါတယ်ရှင် ဖြောက်ချကံဝင်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုအာဂရိမှုနဲ့ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုကကြာသပတေးနေ့မှာထောင်ဒဏ်22နှစ်ချမှတ်လိုက်ပါတယ်။လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့တည်တံချမှတ်ပြီးတပတ်အကြာမှာအခုလိုမျိုးနောက်ထပ်ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။အသက်88နှစ်အရွယ်ရှိတဲ့ဟာစီနာဟာလောလောဆယ်မှာအိန္ဒိယနိုင်ငံမှာနေထိုင်နေပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုပြန်လာဖို့တရားရုံးအမိန့်ကိုမလိုက်နာဘဲအာခံနေပါတယ်။နောက်ပိုင်းမှာသူ့ကိုဖြုတ်ချခဲ့တဲ့ ကျောင်းသားတွေဥဆောင်တဲ့လူတို့အုံကြွားမှုကြီးကိုနှိမ်နေတဲ့နေရာမှာလူအများပြားတည်စီအောင်အမိတ်ပေးခဲ့ကလူသားမျိုးနွယ်အပေါ်ရာဇဝမှုကျူးလွန်နေဆိုပြီးတော့သူ့ကိုကြိုးပေးတပ်ဖြတ်ဖို့နိုဝင်ဘာ18ရက်နေ့ကမျက်ကွယ်သေးတံချမှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့ခေါင်းဆောင်ဟောင်းအပေါ်အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင် ACC ကနောက်ထပ်သုံးမှုဆွဲဆိုထားပါတယ်။မြို့တော်ဒါကစင်ဂျီဘုံမှာရှိတဲ့ဈေးကောင်းတဲ့မြေကွက်တွေကိုသိမ်းယူခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ဒီလိုတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဟာစီနာရဲ့ဆောင်ရွက်ချက်ဟာထိမ့်ချုပ်ကန့်သတ်မှုမရှိတဲ့အာဏာကိုဆွဲကိုင်ပြီးပြည်သူ့အုပ်စာပစ္စည်းတွေအပေါ် မတော်လောဘနဲ့ငါတို့သာရထိုက်သည်ဆိုတဲ့စိတ်နဲ့အမြင့်တွယ်နေပြီးအတော်မတတ်တဲ့ကိုဂျိုးရှာစိတ်နေစိတ်ထားကိုပြသနေတယ်လို့တရားသူကြီးအမ်ဘဒူလာအယ်မာမွန်ကတရားရုံးအမိန့်မှာရေးသားထားပါတယ်။အများပြည်သူပိုင်းမျိုးကိုကိုပိုင်အုပ်စာပစ္စည်းလို့သဘောထားပြီးသူကိုယ်တိုင်နဲ့သူ့ဆွေရင်မျိုးရင်းတွေအကျိုးစီးစေဖို့အတွက်တရားဝင်လှုပ်ထုံလုပ်နေတွေကို ချဲ့လက်က နိုင်ငံပိုင်ရှင်မြစ်တွေကိုလောဘစိတ်နဲ့ရယူနိုင်ဖို့ညွှန်ကြားခဲ့တယ်ဆိုပြီးသူကအမိန့်မှာရေးသားခဲ့တာပါဒီမှုမှာ American အခြေစိုက်သားဖြစ်သူ Sajid Wazan နဲ့ကုလထိတ်တန်အရာရှိတယောက်ဖြစ်သူအမှုတန်းနေသူတမီးဖြစ်သူ Saima Wazat တို့ကိုလည်းထောင်ဒဏ်၅နှစ်စီအပြစ်ပေးထားပါတယ်။သူရဲ့အာဏာရှင်ဆန်ဆန်အုပ်စုမှုအပေါ်ចောင်းသားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေရတရပတ်ပေါင်းများစွာဖြစ်ပွားခဲ့ပြီးနောက် ဟာစီနာဟာ2024ခုနှစ်ဩဂတ်လ9ရက်နေ့ကရဟယင်နဲ့ဘင်္ဂလားဒေ့ရှ်ကနေထွက်ပြေးခဲ့ပါတယ်ရှင်။ မစမရေဒီယိုအစီအစဉ်ကိုဆက်လက်အတန်းနှဲ့နေပါတယ်ရှင်အခုဆက်လက်ပြီးသတင်းလွှာကဏ္ဍကိုနားဆင်ကြရပါမယ်တရုတ်ညင်နိုင်မှုကြောင့်မိုးကုန်းနဲ့မိုးမိတ်မျိုးကနေတက်ဆုပ်ပေးရတော့မဲ့တန်းမျိုးသားလွတ်မြောက်ရေးတက်မတော် TNL ကစစ်ကောင်မရှင်တက်ဖွဲ့ဝင်တွေကိုပုံစံမျိုးစုံနဲ့ခေါ်သွင်းနေတယ်လို့ဒေသခံတွေနဲ့တော်လရင်တက်ဖွဲ့သတင်းမြစ်တွေကပြောပါရတယ်။ TNL ဘောဝင်ပြီးတော့သူခေါ်သွင်းတယ်။တင်ကောင်းဝင်ပြီးတော့သူခေါ်သွင်းတယ်။နောက်ပြီးတော့ဒီပြည်သူဟာဆောင်ပြီးတော့ မိုက်ဆွတ်တယ်တွင်းနေဒီမှုတွေရာကြဲသွင်းလာတခြားမိုးကုတ်မြို့ဒေသခံအမျိုးသမီးတယောက်ကလည်းစစ်ကောင်မရှင်တပ်သားတွေကို TNLA uniform ဝတ်ပေးပြီးတော့ TNLA ကားတွေနဲ့ပဲခေါ်သွင်းလာတယ်လို့ပြောပါရယ်။ဒါအပြင်မြို့ထဲမှာလည်းတော်လင်ရေးတပ်တွေမရှိကြတော့ဘူးလို့သူကဆိုပါရယ်။အခုလိုမျိုး TNLA အနေနဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုလုံခြုံရေးပေးပြီးတော့မြို့ထဲကိုခေါ်သွင်းနေတာကိုတော်လင်ရေးတပ်ဖွဲ့ဝင်တယောက်ကလည်းအတည်ပြုပါရယ်။ ဒါအပြင်ဒီကိစ္စနဲ့ပတ်သက်ပြီးတရနယ်လေးဟာတော်လရင်ကိုတစ္ဆာဖောက်နေတာဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တို့မိုးကုတ်မှာဆိုလေအစောပိုင်းကအနောက်ပိုင်းမှာဟိုတနေ့ညတနေ့ထတာတို့မှာတွေ့ပါတယ်တွေ့ရတယ်ဒီဘေးမှာဘေးဘေးဒီတမှာဘလောက်ဘေးမှာဘလောက်ဆိုတာဟာလေအကုန်လုံးအခုအရှိပိုင်းကိုရောက်သွားကြပြီဒီကောင်လေးကျွန်တော်တို့လွန်ခဲ့တဲ့3-4ရက်ကောက်ကတော့နေရာနီးနီးတော့သူတို့ရောက်နေပါဗျာမိုးမိတ်ကြတော့ကျွန်တော်တို့သိရတာဟာတခုပြောပြရင်သင်္ကန်းဝိတ္တိနဲ့ဘောတော့ဘုံကြီးအစ်တစ်တစ်ရောက်နေထိုက်များတယ်ဗျာ ဘုံကြီးအစ်တပေါ့နော်ဒီဥပြင်းစိမ့်လေးရင်းနဲ့အခုမှဘုံကြီးအစ်တလေးတွေဘုံကြီးလိုမျိုးလည်းမဟုတ်ပါနဲ့ဥပြင်းစိမ့်လေးရင်းနဲ့ပင်ကန်းဝဲအစ်တတွေရောက်နေတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီဥပြာကြောင့်တို့တွေခေါ်တွဲလာမယ်ဆိုတော့ဒိတ်ကအခုချိန်ထိတည်းသူမတက်မနိုင်သေးဘူးအဲ့လိုမျိုးနေမျိုးမှာဟိုတခါလဲခေါ်တွဲမယ်လို့ပဲကျွန်တော်တို့တိထားတာလေဒါပေမဲ့အခုကျတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့အခုလိုကာလတွေမှာတို့ဖုန်းတွေဝတ်ပြီးခေါ်ခေါ်တွဲလာတဲ့ဟာကြတော့ဒါကျွန်တော်တို့အမှန်တည်းပြောရင်လူပြောမယ်ဗျာတော်တော်လေးကိုဒီဒီမြို့ပေါ်မှာသူတို့ဒါတော်တော်လေးကိုတစ္ဆာတရားမရှိတာလို့ပဲ တို့ပြောချင်တယ်။အဲ့တော့တော်လိုက်အဖွဲ့ဒီပုံမှာလည်းထားနေတဲ့တစ္ဆာတစ်ခုကိုသူဟောက်ဖြစ်တယ်လို့ပဲကျွန်တော်တို့ပြောချင်ပါတယ်ဗျ။တောင်ပြင်စစ်ကောင်မရှင်တပ်ဝင်လာတဲ့အချိန်တိုက်ပွဲပြတ်မောက်ဆိုးတဲ့အတွက် TNL ကတော်လရဲတပ်ဖွဲ့အားလုံးကိုမိုးကုန်းနဲ့မိုးမိတ်မြို့ကနေနိုဗမာ20ရက်နေ့ကစပြီးတော့တက်ဆုပ်ခိုင်းထားတယ်လို့သူကဆိုပါတယ်။ဒါကြောင့်လက်ရှိအဲ့ဒီမြို့တွေမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမရှိကြတော့ဘူးလို့သူကပြောပါတယ်။အကုန်လုံးကျွန်တော် PDF အဖွဲ့အကုန်လုံးမြို့တွေမှာမရှိကြတော့ပါဘူး။မြို့တွေမှာပါပဲကျွန်တော်ရှိတော့။သူတို့ကကြီးပေါက်မှာဆိုလို့ပုံ ကျွန်တော်လည်းပြောပြီးတော့ကျွန်တော်တို့ကိုပြောခွင့်နဲ့ကျွန်တော်တို့ထင်လို့ရမယ်လူတွေနဲ့ကျွန်တော်တို့ထက်ကလူတွေအစစ်စစ်အစစ်စစ်နဲ့သူတို့ကအဲဟိုကတော့သူတို့ဘက်ကပြရားပေးတဲ့ပုံစံမျိုးတွေသူလုပ်သွားတယ်နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ကလည်းဒီကောင်တွေအဲ့လိုမျိုးနဲ့တွင်းလာတဲ့ခါမှာသူကောင်တွေနဲ့ကျွန်တော်တို့ထိတွေ့မှုကြိုးဖြစ်နေမကောင်းဘူးလေဖြစ်တာတော့ဖြစ်မှာပေါ့နော်အဲ့လိုဖြစ်မှာဆိုလို့ကျွန်တော်တို့လက်တာကြိုးပြီးတော့ကျွန်တော်တို့ထွက်ပြီးတော့ဘာလို့ကျွန်တော်တို့လက်တကူကိုပြင်ဆင်မှုတကူလုပ်ဖို့အတွက်ကအဲကြိုးထွက်ထားမှရမယ်ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့လည်းအပြင်ကြိုးရောက်နေကြတာပါဗျာဟုတ်ကဲ့ပါဗျာ တရုတ်ပြည်အားကြောင့်မိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေတက်ဆုပ်ရမယ်လို့ TNL ကထုတ်ပြန်တဲ့အောက်တိုဘာ29ရက်နေ့မှာပဲပြည်သူ့ကာကွယ်ရေးတပ်မတော်မိုးကုတ်ဗျူဟာနဲ့မန္တလေး PDF တို့ကဘလို့အခက်ခဲတွေရှိနေပါစေထိန်းချုပ်နယ်မြေတွေကိုအစွမ်းကုန်ကာကွယ်သွားမှာဖြစ်တယ်လို့အသီးသီးထုတ်ပြန်ထားပါတယ်။လက်တလုံးမှာမိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေတော်လင်ရေတပ်တွေတက်ဆုပ်ထားရတယ်ဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးမိုးကုတ်ဗျူဟာစေဦးစီအဖွဲ့ဆက်စင်ရေးနဲ့မဟာမိတ်ဆက်စင်ရေးတာဝန်ခံကိုယ်နွယ်အနေနဲ့ MDYPDF ပြန်ကြားရေးတာဝန်ခံကိုအော်စမွန်တို့ကိုဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းမပြန်သေးပါဘူး။အလားတူပဲစစ်ကောမရှင်တပ်တွေကို TNL ကလုံခြုံရေးယူပြီးတော့မိုးကုန်းနဲ့မိုးမိတ်မြို့တွေခေါ်သွင်းလာတဲ့ဆိုတဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး TNL ပြောခွင့်ရလွေးရည်ဦးကိုမေးမြန်းထားပေမဲ့လည်းပြန်လည်အကြောင်းပြန်တာမရှိသေးပါဘူးရှင်။တမ်းမြူသောလုံမြောက်ရေးတမ်းတော် TNL ဟာ2029ဆစ်စင်ရဲ့အတွင်းမန်တုံမိုးမိတ်မိုင်းလုံးမိုင်းငော့နောင်ချိုကြောင်မဲနမ်ဆန်နမ်မတူနမ်ခန်းကုတ်ခိုင်မိုးကုတ်တီဘော စရဲမြို့၁၂မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့အခုနှစ်လပိုင်းကစပြီးတော့စစ်ကောင်မရှင်ရဲ့ထိုးစစ်ကြောင့်ကြောင်မဲနှောင်ချူတိဘောမြို့တွေကိုလက်လွတ်ခဲ့ရပါတယ်။အရင်နောက်အော်တိုဘာ28ရက်နေ့နဲ့28ရက်နေ့မှာတရုတ်နိုင်ငံကိုမင်းမြို့မှာကျင်းပတဲ့ဆေးဥစုနဲ့၉ချိန်မြောက်တွဲဆောင်ဆွေးနွေးမှုအပြီးအော်တိုဘာ29ရက်နေ့ကစပြီးတော့အပြစ်ရဖို့လက်မှတ်ရေးထိုးခဲ့ပြီးတော့မိုးကုန်းနဲ့မိုးမိန်မြို့တွေကနေစုခွာဖို့သဘောတူခဲ့ကြပါတယ်။လက်ရှိမှာတော့မိုးကုန်းနဲ့မိုးမိန်မြို့တွေမှာ TNLA uniform ဝတ်ထားတဲ့စစ်ကောင်မရှင်တပ်တွေရောက်လာပြီးဖြစ်ပြီးတော့ မြို့ကန်တချို့ကလည်းနေရက်စွန့်ခွာတိမ်းရှောင်နေကြတယ်လို့သိရပါပါရှင် တင်းလှတွေကိုနားဆင်ရအပြီးမှာတော့အပတ်စဉ်အစည်းအဝေးအနေနဲ့တင်းမများကိုတိုက်ဖြတ်ခြင်း Miss Information Pasta Season ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ာပါရှင်မြစမရဲ့သတင်းတို့သတင်းမှားများကိုတိုက်ဖြတ်ခြင်း misinformation buster စီစဉ်ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်ကြည့်ရှုကြရမယ့်သတင်းတွေကတော့မိချင်းချင်းကိုစေးထိုးအဆုံးစီရင်တဲ့ရုပ်သံဖိုင်ဟာ AI ဖြစ်နေတဲ့အကြောင်းနဲ့စာသားသတင်းသူတွေကို ဖော်ထုတ်ခြင်းအကြောင်းတွေကိုစူးစီးတင်ဆက်ပေးသွားဖို့ရှိပါရရှင်တရုတ်နိုင်ငံမှာကြားဖြတ်မှုနဲ့ဖမ်းခံထားရတဲ့မိမိသားစုတဲကမိချင်းချင်းကိုတေတံချထားတာကနေအခုချိန်မှာဆေးထိုးပြီးတော့ဆုံးစီရင်လိုက်တဲ့ဆိုတဲ့ဗီဒီယိုတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါဗျ။ self sharing နာမည်နဲ့ TikTok အကောင့်ကနေ November 16ရက်နေ့မှာကမ္ဘာအရက်ဆက်ဆုံးကြားဖြန့်ဂိုင်းကြုံမှမီချင်းချင်းကိုစေးထိုးကုမြတ်စီရင်နေတာပဲဖြစ်တယ်လို့ထည့်သွင်းရေးသားထားတဲ့ရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်အဲ့ဒီရုပ်သံထဲမှာလည်းမီချင်းချင်းလို့ထင်ရသူတယောက်ရဲ့လက်ဘင်းကိုဆေးထိုးနေတာကိုတွေ့ရပါတယ်။ဒီရုပ်သံဟာကြီးစုသူ6တန်းကျော်ရှိနေပါပြီ။အလားတူပဲဒီရုပ်သံဖိုင်ကို ပြန်လည်ဖြန့်ဝေတဲ့သူတွေလည်းများစွာတွေ့ရပါတယ်။ဒီရုပ်သံဟာ9စက္ကန့်ကြာမြင့်ပါတယ်။ ရုပ်တံကိုအသေးစိတ်ကြည့်မယ်ဆိုရင် ရုပ်တံအစမှာလမောင်းကိုဆေးထိုးရာကနေရုပ်ချင်းဆိုသလိုပဲဆေးထိုးအပ်ကလဘင်းကိုရောက်ရှိသွားပါတယ်။ဆေးထိုးခံရတဲ့အချိန်မှာမိချင်းချင်းရဲ့မျက်လုံးကနေမျက်ရည်ကျလာတာကိုတွေ့ရပါတယ်။ဒါပေမဲ့မျက်ရည်ကျတာကရုပ်တိမကျပဲတိတိတသာထင်ထင်ရှားရှားစီးစင်းကျလာတာကိုတွေ့ရပါတယ်။မိမိသားစုကိုစစ်ကောင်မရှင်ကဖမ်းဆီးပြီးတော့တရုတ်နိုင်ငံအစိုးရစီကိုလွှဲပြောင်းခဲ့ပြီးပြီးခဲ့တဲ့စက်တင်ဘာလမှာတေရန်နဲ့အတူထောင်ဒဏ်တသက်တကြုံအထိချမှတ်ခံခဲ့ရတာပါ။ နောက်ပြီးတော့ဒေတန်ချမှတ်ခံရသူတွေကိုကွန်မြတ်စီရင်တဲ့အခါမှာပြည်သူတွေသိမြင်အောင်ချပြပေးတာမျိုးမရှိပါဘူး။ဒါပေမဲ့ရာဇဝတ်မှုကျူးလွန်ခံရတဲ့မိသားစုဝင်တွေအစင်းသားရဲ့ဆွေမျိုးဒါမှမဟုတ်တငယ်ချင်းတွေတရားဥပဒေစိုးမိုးရေးအရာရှိတွေနဲ့သတင်းမီဒီယာတွေကိုခေါ်ပြတာမျိုးရှိတယ်လို့လည်းသိရပါဗျ။ဒါပေမဲ့အခုဖြစ်စဉ်မှာတေတန်ချမှတ်ခံရပြီးတဲ့နောက်ချက်ချင်းကွမျက်တယ်ဆိုတဲ့သတင်းထွက်ပေါ်နေတာပါ။နိုင်ငံတကာသတင်းဌာနတွေမှာတော့ဒီအကြောင်းကိုဖော်ပြထားတာမတွေ့ရပါဘူး။ တရုတ်နိုင်ငံရဲ့တရားဥပဒေမှာချက်ချင်းကွမြတ်တဲ့သေတံနဲ့ဆိုင်းငံ့သေတံဆိုပြီးတော့နှစ်မျိုးရှိပါတယ်။နှစ်မျိုးစလုံးကအပြစ်ရှိသူအကျဉ်းသားကိုကွမြတ်ဖို့ဆိုရင်နှစ်လလောက်ကြာမှကွမြတ်တာမျိုးရှိပါတယ်။လက်ရှိမိမိသားစုကကြားခံရတဲ့ပြစ်ဒဏ်ဟာဆိုင်းငံ့သေတံဖြစ်ပြီးတော့နှစ်နှစ်ဆိုင်းငံ့ရရှိထားပါတယ်။ဒီနှစ်နဲ့အတွင်းထောင်မှာဘာပြစ်မှုမှထပ်ပြီးတော့မကျူးလွန်ဘူးဆိုရင်တတတကြုံကိုပြောင်းခွင့်ရှိတယ်လို့လည်းသိရပါဗျ။ ဒါကြောင့်တရုတ်နိုင်ငံမှာဖမ်းခံထားရတဲ့မိမိသားစုတွေကမိချင်းချင်းကိုတေရန်ချထားတာကနေအခုချိန်မှာဆေးထိုးပြီးတော့အဆုံးစီရင်လိုက်တယ်ဆိုတဲ့ဗီဒီယိုဟာ AI နဲ့လုပ်ထားတာဖြစ်ပြီးတော့အထင်မြင်လွဲအောင်ရှင်းသားထားတဲ့သတင်းမှပဲဖြစ်ပါလိမ့်ရှင်။စာသားသတင်းတူတွေကိုဖော်ထုတ်ခြင်းအကြောင်းကိုဆက်ပြီးကြည့်လိုက်ရအောင်ပါ။ပုံတွေဗီဒီယိုတွေကလိမ်မို့ခက်ခဲပေမဲ့စာသားတွေကတော့အင်တာနက်မှာအမြန်ဆုံးနဲ့အလွယ်ဆုံးကူးယူဖန်တီးလို့ရနိုင်တဲ့ပုံစံဖြစ်ပါတယ်။ Messenger တွေ chat group တွေထဲမှာစာသားအတူတွေသတင်းဆောင်မအပိုင်းစာလေးတွေဟာမိဘွားလိုမျိုးပဲလင်းလင်းမြန်မြန်ပြန့်နှံ့နိုင်ပါတယ်။ဒီကဏ္ဍမှာရုပ်ပုံမပါပဲစာသားကြီးတက်တက်လာတဲ့သတင်းတွေကိုဘလို့ပုံစံနဲ့လာတက်တယ်လဲ။ဘလို့အလွယ်တကူစွတ်စီမလဲနဲ့ဘလို့စိုးကျိုးတွေဖြစ်စီမလဲဆိုတာကိုပြောပြချင်ပါတယ်။စာသားတက်တက်နဲ့ပြန့်ဝင်တဲ့သတင်းတွေမှာအဓိက၃မျိုးတွေ့ရပါတယ်။ပထမတစ်ခုကတော့ခေါင်းစဉ်လင်းရမှုပါ။ ဒါဟာဘလို့ပုံစံနဲ့ရှိနေလဲဆိုရင်စာသားတစ်ခုလုံးကအမှန်ဖြစ်နေနိုင်ပေမဲ့စာဖတ်သူတွေကိုဆွဲဆောင်ဖို့အတွက်သတင်းရကောင်းစဉ်ကိုမူရင်းအကြောင်းအရာနဲ့လွဲချုံအောင်ဒါမှမဟုတ်အလွန်ကျုံချက်ကားပြီးတော့ရေးသားထားတာမျိုးဖြစ်ပါတယ်။ဥပမာပြောရရင်ပင်တရား NLD လွှတ်တော်အမှန်နှုတ်ထွက်တဲ့သတင်းတူမှာဆိုရင်နှုတ်ထွက်တယ်ဆိုတဲ့သတင်းစာသားဟာအမှန်ဖြစ်တယ်ဆိုပေမဲ့အခုလက်တလောဖြစ်စင်မဟုတ်နေပဲအရင်နှစ်ကဖြစ်စင်ကိုအချိန်ကာလကိုလိမ်ညာပြီးတော့ဖြန့်ဝေထားတာဖြစ်ပါတယ်။နောက်တစ်ခုကတော့မှားရွင့်တဲ့ကိုးကားချက်တွေပါဝင်တဲ့သတင်းတူပါ နမကြီးပုတ်ကိုတယောက်ဒါမှမဟုတ်တရဝင်းအဖွဲ့စည်းတစ်ခုကမပြောခဲ့တဲ့လွဲမှားတဲ့ဇာတ်ကားတွေကိုကိုးကားချက်အနေနဲ့သတင်းထဲမှာထည့်ပြီးတော့ထုတ်နှုတ်ဖော်ပြတာမျိုးဖြစ်ပါတယ်။ဥပမာ KYA နဲ့ DNL ကိုစစ်ရေးအရာအရေးယူမယ်ဆိုတဲ့ဥယျာဉ်မွန်ပြောကြားချက်အမှားသာဖြစ်ဆိုတဲ့သတင်းတူမျိုးပါ။တကယ်တမ်းပြောခဲ့တဲ့ဇာတ်ကားကိုသူပြောခဲ့တယ်လို့မျိုးဖန်တီးထားတာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့သတင်းအစစ်အမှန်ရဲ့စိတ်တပိုင်းကိုဖယ်ရှားပြီးတော့ပုံဖော်ဖန်တီးထားတာဖြစ်ပါတယ်။ တကယ်အဖြစ်ပြက်ရဲ့အချက်လက်တစိမ့်တစ်ပိုင်းကိုပဲဖော်ပြပြီးတော့ကျန်တဲ့အရေးကြီးတဲ့နောက်ခံအကြောင်းအရာတွေကိုချန်လှပ်ပြီးစာဖတ်သူကိုအတိတ်ပဲလွဲမှားစေတာဖြစ်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုတော့ဆဲအုစုရဲ့လေးချောင်းပုံးကျဲမှုတွေကြောင့်ထိခိုက်သေးဆုံးတဲ့သတင်းတွေကိုလော်ဘီတွေရဲ့ဖြန့်ဝေမှုတွေမှာအများဆုံးတွေ့ရပါတယ်။အရေးကြီးတဲ့အရသာသေဆုံးမှုအချက်လက်တွေကိုဖယ်ရှားပြီးတော့တစ်ဖက်သက်လိန်ညာဝါရဖြန့်တဲ့သတင်းမျိုးတွေဖြစ်ပါတယ်။စာသားတွေနဲ့ဘလို့သတင်းတူတွေဖော်ပြလေးရှိလဲဖော်ပြပြီးရင်တော့ဘလို့စစ်ဆေးရမလဲဆိုတဲ့နည်းလမ်းတွေကိုဆက်ပြီးပြောပြချင်ပါသေးတယ်။ အဓိကစကလုံးကိဝတ်တင်နဲ့ရှာဖွေပါဒီသတင်းအကြောင်းအရာကိုယုံကြည်ရတဲ့သတင်းဌာနတွေကကောဖော်ပြထားသလားမဖော်ပြထားဘူးလားစစ်ဆေးဖို့ပါသတင်းရဲ့အဓိကစကလုံး၃လုံးကနေ၅လုံးကိုရွေးချယ်ပါဒီရွေးချယ်ထားတဲ့စကလုံးတွေကို Google Bing စတဲ့ search engine တွေမှာရိုက်ထည့်ပြီးတော့ရှာဖွေနိုင်ပါတယ်ရှာပွေတဲ့ရလတ်ဆင်မနာရီမှာယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေကဒီသတင်းတွေကိုဖော်ပြထားတာရှိမရှိစစ်ပါသတင်းဟောင်းတွေလည်းဖြစ်နေနိုင်တဲ့အတွက်သတင်းတင်တဲ့ရက်စွဲကိုလည်းစစ်ဖို့လိုအပ်ပါတယ် တကယ်လို့စစ်မျက်နှာအများစုကသတင်းတူစစ်စစ်ရေးအဖွဲ့တွေကနေမှားယွင်းကြောင်းဖော်ပြထားရင်တော့ဒါဟာသတင်းတူပဲဖြစ်ပါတယ်။အရင်းမျက်နဲ့ကိုးကားချက်တွေကိုစစ်ဆေးဖို့လည်းလိုပါတယ်။သတင်းကိုဘသူပြောခဲ့တယ်လဲတကယ်ပြောခဲ့သလားဖော်ပြထားသလားဆိုတာကိုစစ်ဆေးဖို့ပါ။သတင်းမှာနာမည်ပါတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုပဲ search engine မှာထပ်ပြီးတော့ရှာပါ။သတင်းဖော်ပြထားတဲ့ရက်စွဲနဲ့နေရာကိုတိကျကြည့်ပြီးတော့မူရင်းထုတ်ပြန်ချက်ကိုရှာဖွေဖတ်ကြည့်ပါ Google Advanced Search နဲ့ရက်စွဲတွေကိုကန့်သတ်ပြီးတော့ရှာဖွေနိုင်ပါတယ် သတင်းမှာဖော်ပြတဲ့ကိုကားချက်တွေဟာမူရင်းထုတ်ပြန်ချက်မှာတကယ်ပါဝင်သလားတကယ်လို့မပါဝင်ပဲသတင်းတုတ်တစ်ခုတည်းမှာပဲတွေ့တယ်ဆိုရင်တော့ဒါဟာသတင်းတုတ်တန်တရားဖြစ်ဖွယ်ရာဖြစ်ပါတယ်နောက်တစ်ခုကတော့ဘာသာစကားအတုံးနှုံးနဲ့စလုံးပေါင်းစစ်ဆေးတာပါယုံကြည်ရတဲ့သတင်းဟုတ်မဟုတ်ကိုပုံစံအဖြစ်ခံမှန်းဖို့အတွက်ပါသတင်းမှာပါဝင်တဲ့စာသားတွေကိုတေချာဖတ်ကြည့်ပါစိတ်ခံစားမှုအားကောင်းတဲ့စကလုံးတွေဖြစ်တဲ့စကလုံးတွေကိုအလွန်ကျွံတုံ့နှုံထားသလားဆိုတာကိုစစ်ဆေးရပါမယ်။ ယုံကြည်ရတဲ့သတင်းဌာနတွေဟာဗမ်းမလိုက်ပဲအချက်လက်ကိုပဲဖော်ပြလိရှိတာကြောင့်ပါစလုံးပေါင်းတပ်ပုံတရာမှားတွေအများကြီးပါဝင်နေသလားစစ်ရပါမယ်အမှားများတာကသတင်းအလုတ်လုံနေကြမဟုတ်တာမကျွမ်းကျင်တာကိုဖော်ပြတာကြောင့်ဖြစ်တဲ့အတွက်ဒါဟာယုံကြည်ရတဲ့သတင်းဌာနတွေကသတင်းမဟုတ်ဖို့ဖြစ်နိုင်ခြင်းမြင်မှားပါတယ်ဒီလိုစာသားနဲ့ပြန့်ဝင်တဲ့သတင်းတူတွေဟာပုံတွေဗီဒီယိုတွေလိုမျိုးမျက်စိထဲမထင်သာပေမဲ့သူတို့ရဲ့အကျိုးသက်ရောက်မှုကပိုပြီးတော့အနေနဲ့ကြီးမားနိုင်ပါတယ် အုပ်စုလစကားပြောခန်းဖြစ်တဲ့ chat group ဒီမှာကူးယူပြီးတော့ဖြန့်ဝေလိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းကိုလူထောင်ပေါင်းများစွာစီကိုရောက်ရှိနိုင်တာကြောင့်သတင်းတူဟာလင်းလင်းမြန်မြန်ပဲပြန့်နှံ့နိုင်ပါတယ်။လူမျိုးရေးဘာသာရေးအခြေခံတဲ့သွေးထိုးလှုပ်ဆော်တဲ့စာသားတွေဟာလူအတိုင်းဝိုင်းတဲ့မှာစိတ်ဝမ်းကွဲမှုနဲ့ရန်လိုမှုတွေကိုအားပေးတာကြောင့်အမုန်းစကားကိုလည်းတိုးပွားစေပါတယ်။နောက်တစ်ခုကတော့စာဖတ်သူတွေကိုထိတ်လန့်တုန်လှုပ်စေတာပါ။ တဘာဝဘေးရန်ရဲ့ငလျင်မှုံတိုင်းစားတော်ရည်နဲ့ပတ်သက်ပြီးတော့အတိအကျမရှိတဲ့အစာသားတွေသတိပေးချက်တွေဟာလူအများကိုအလွန်ကျွံစိုးရိမ်ပူပန်စေပြီးတော့မလိုအပ်တဲ့တုံ့ပြန်မှုတွေပြုလုပ်စေနိုင်ပါတယ်။စားသားသတင်းသူတွေဟာအသေးမွှားလို့ထင်ရပေမဲ့တကယ်တမ်းကတော့ပိုပြီးအန္တရာယ်ကြီးတဲ့ virus လိုပဲဖြစ်ပါတယ်။ဒီအတွက်စားဖက်သူတယောက်ချင်းစီမှလည်းတာဝန်ရှိပါတယ်။တရင်တုတ်ကိုဖက်ပြီးတန်တရားဝင်သွားတဲ့အခါမှာတခြားသူစီကိုထပ်ပြီးမပြတ်ဝင်ခင်မှာခဏလေးရက်လိုက်ပါ ဒီစီစဉ်မှာတင်ယူခဲ့တဲ့စစ်ဆေးနည်းတွေကိုအသုံးပြုတော့စစ်ဆေးကြည့်ပါသတင်းကိုမစစ်ဆေးပဲပြန်ပြီးမမျှဝေဖို့သတိပြုရင်မှန်ကန်တဲ့အသိဉာဏ်တွေကိုဖြန့်ဝေတဲ့သူတွေစီကိုဖြစ်လာကြဖို့တိုက်တွန်းလိုက်ပါရရှင်မြစမကတပတ်အတွင်းစစ်ဆေးထားတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးခဲ့တာပါပိဒတ်တဲ့အနေနဲ့စစ်ဆေးစစ်ခြင်းတဲ့သတင်းတွေတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်တန်တရားရှိတဲ့အကြောင်းအရာတွေကိုတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့ fact check အဖွဲ့ကို t.l1/agfpz ဆိုတဲ့ link ကနေစစ်ဆေးစစ်ခြင်းတဲ့အကြောင်းအရာတွေကိုပေးပို့ကြဖို့ဖိတ်ခေါ်ပါရစေ။ ကြေရှုပေးခဲ့ကြတဲ့ပြည်သက်တွေအားလုံးတဘာဝပေးစစ်ပေးကနေကင်းဝေးပြီးတော့သတင်းမှန်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင်။ ျမတို့မင်းသမားရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တဲ့မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချံပြုချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မင်းသမားရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ချံပြုချက်တွေကိုကြိုဆိုပါရရှင်။မင်းသမားရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးချမ်းသာပါစေလို့မင်းသမားရေဒီယိုဖဲသားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။ မြန်မာပြည်သူတွေနဲ့အတူရှက်တီနေမယ်မေဇမရေဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေရှင်။